ာပြင်းညချန်နယ်ကို အစင်မပြတ်နားဆင်အားပေးနေကြတဲ့စာပေချစ်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့စေဝင်စားပွဲဘ ഹു တုတရပွဲရင်းနှင်းပွဲရဲမတန်မှုကင်းဖြစ်ရမယ့်ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ျွန်ုပ်မောင်စံပြောကဒုတိယကဘာစီကြီးမဖြစ်မီကလေးကရဲစုံနောက်ဌာနမှာဝင်ရောက်အမှုထမ်းခဲ့သူဖြစ်သည့်1954ခုနှစ်ထဲမှာကျွန်ုပ်ကရဲဝင်နောက်ယခုအခေါ်ဒုတိယရဲမှုကြီးအဆင့်နဲ့အငိမ့်စားယူခဲ့ပြီးတာမွေမြို့နယ်လမ်းတနေရာမှာနေထိုင်လျက်ရှိပါသည် ျွန်ုပ်အားလက်ချိန်များကိုရဲစုံတော်ဘဝအတွေ့အကြုံများကိုစာရေးခြင်းနဲ့ဂုံလွန်ခဲ့သည့်ကျွန်ုပ်မှာတပည့်များစွာရှိရာတချို့မှာရင်းမင်းကြီးယခုအခေါ်ရဲမှုကြီးအဆင့်ထိယာရုရသွားကြသည့်တချို့မှာတော့မြို့နယ်ရဲတာဝန်ခံတချို့ကတော့ဒူရဲမှုအဆင့်ကိုရကြသည့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ထုံတမ်းအစဉ်လာရောက်ဝါလကင်းလို့တရင်ကျွပြီဆိုတာနဲ့လူကြီးမိဘဇေယသမားများကိုအိမ်တိုင်းရာရောက်ကြောလိရှိတော့တချို့တပည့်များကတရင်ကျွပြီဆိုတာနဲ့ကျွန်ုပ်ထံကိုရောက်လာပြီးကြောလိရှိကြရီဤသို့ကြောရင်နဲ့ကျွန်ုပ်စာရေးနေတာကိုသိတော့တချို့တပည့်များကသူတို့ရဲ့အတွေ့အကြုံများကိုပြောပြသွားလိရှိကြရီယခုအကြောင်းအရာကကျွန်ုပ်ရဲ့လက်အောက်မှာရဲတက်ချက်ကြီးအဖြစ်နဲ့အမှုထမ်းခဲ့ပြီးနောက်အလုံစူးစား၍ ရာထူးတဆင့်ပြီးတဆင့်တက်ပြီးဒူရဲမှုကြီးအဖြစ်နဲ့အငင်းစားယူတော်ရီဥတည်ဝင် အမည်လွှဲရပြောပြချက်ဖြစ်ပါရီ1980ခုနှစ်ကဖြစ်ပါရီလေကူရဲစခန်းမှာဥတည်ဝင်ကရဲစခန်းမှုအဖြစ်နဲ့တောင်းဝင်ထမ်းဆောင်စဉ်ယခုရေးသားမဲ့လူသက်မှုမှာလူသက်တရားခံကိုဖော်ထုတ်နိုင်ခဲ့တဲ့ဥတည်ဝင်ကဘယ်အမှုမဆိုအထူးသဖြင့်လူသက်မှုတိုင်းမှာတဲလွန်စာဟာတစ်ခုမဟုတ်တစ်ခုထက်မကရှိစမြဲပဲ တဲလွန်စာဟာတိတ်အရေးကြီးတယ်အသက်ခံရတဲ့နေရာမှာတွေးရတဲ့တဲလွန်စာကိုသေးငယ်နိုင်မဖြစ်နိုင်ဘူးလို့မယူဆနဲ့အဲ့ဒီအသေးလေးကနေလူသက်တရခံကိုဖော်ထုတ်နိုင်တယ် ။ဆိုရိဆရာရွေပြောစကားကိုကျွန်တော်အစဉ်နှလုံးသွင်း၍ဆောင်ရွက်လို့ယခုလူတတ်မှုကိုဖော်ထုတ်နိုင်ခြင်းဖြစ်ပါလေလို့ကျွန်ုပ်ကိုပြောရိ။လေကူးမျိုးနယ်မြောက်ပိုင်းမှာထန်းသုံးပင်ကြီးရွာအမိလွဲနဲ့ဗရောက်ပင်အမိလွဲကြီးရွာနှစ်ရွာရှိပါရိ။၎င်းရွာများမှာအင်ဂျီ90စီကန်းသာရှိ။ ရွာသားများက လေယာလုချင်း၊ဝါခုတ်ချင်း၊တားငါရှာချင်းနဲ့အတံမွေးကြရီ။ဒီရွာနဲ့ဒီရွာမှာငားမိုင်ခန့်กว่าပြီး ရွာနေရွာချားမှာအလျားပေ300ခန့်နဲ့အနံပေ900ခန့်ရှိတဲ့ကိုင်းတော်တစ်ခုရှိသည်။1980ပြည်နှစ်စောင်းဥပောက်တရက်မှာဖြစ်သည့်တန်းတုံးပင်ကြီးရွာမှာကြီးရွာကောင်းစီဥက္ကရာဥဇော်ဝင်းကမနက်9နာရီခန့်မှာလဲကူရဲစခန်းကို အဖို့တယောက်နဲ့အတူရောက်လာပြီးစခန်းမူးကို ဆရာကျွန်တော်တို့ထန်းသုံးမေရွာမြောက်ဘက်ကဂိုင်းတော်ထဲမှာမိန်းကလေးတယောက်သေးနေတယ်အသက်ခံထားပုံရတယ်မိန်းကလေးက ကျွန်တော်တို့ရွာကမိကြီးဖြစ်တယ်ခမရဘလို့လှုပ်ပြီးတော့တည်တယ်လေဥတည်ဝင်းကမိတယ်ကျွန်တော်ကိုကျွန်တော်တို့ရွာက ရွာသားဖိုးစီဟာမနက်9:00နာရီတတမှာဗရောက်ပင်ရွာကိုအသွားမှာအဲ့ဒီဂိုင်းတော်ထဲရောက်အလေးသွားကျင်တာနဲ့ဂိုင်းတော်ထဲကိုအဝင်မှာဂိုင်းမင်တွေလဲနေလို့အဲ့ဒီလဲနေတဲ့ဂိုင်းမင်တွေကိုနင်းပြီးဝင်သွားရင်းနဲ့ ်မိကြီးကိုတွေ့ရတယ်။သူလည်းအနားကိုကတ်သွားကြည့်တော့မိကြီးဟာမလုံမရှက်ဖြစ်နေတော့သူလည်းကြောက်ပြီးတော့ကျွန်တော်စီကိုအမြန်ပြေးလာပြီးသူတွေ့တာကိုပြောပါတယ်။ကျွန်တော်လည်းရွာကောင်းစီဝင်ဦးစိုးနဲ့အတူဘိုးစီကိုခေါ်ပြီးတော့အမြန်လိုက်သွားပါတယ်။ဘိုးစီပြောတဲ့အတိုင်းပါပဲ။မိကြီးဟာပက်လက်လဲနေတယ်။မလုံမရှက်နေကျွန်တော်လည်းအနီးကပ်ပြီးကြည့်လိုက်တော့အသက်ခံထားရပြီဖြစ်မယ်။သွေးစတွေလည်းတွေ့ရတာကို ဥတင်ဝင်းကအချိန်မဆိုင်တော့ဘဲတပည့်သုံးယောက်နဲ့တူအမြန်သွားပြီးကြီးရွာကောင်းစီဥက္ခရရဲ့စီစဉ်ထားချက်ရောမိကြီးရှိရာကိုကြီးရွာကောင်းစီဝင်ဥဆိုးနဲ့သူ့လူတချို့ကဝိုင်းထားပြီးရွာသားများကိုခဝေးဝေးမှနေစေပြီးဥတင်ဝင်းကတပည့်သုံးယောက်နဲ့တူမိကြီးရဲ့အနာကိုသတိနဲ့ကတ်သွားပြီးဤသို့သတိနဲ့ကတ်ရခြင်းမှာလူသက်သမားရဲ့ခြေရာများပျောက်သွားမှာစိုးလို့ဖြစ်သည့် ကိုင်းပင်များမှာလူဒီယန်နီးပါးကမ်းမြင့်နေမိကြီးလဲကြနေရာတဝိုက်မှာတော့ကိုင်းပင်များလဲကြနေတဲ့အတွေ့အကြုံအရမိကြီးကမရင်ချင်းခံရပြီးမရင်ကောင်ကိုမိကြီးကတိတာကြောင့်မရင်ကောင်ကမိကြီးကိုတက်ပြီးနှုတ်ပိတ်လိုက်ပုံရှားတဲ့မိကြီးရဲ့ဝဲဘက်ရှင်အုံပေါ်မှာသွေးကြောင်များကိုတွေ့ရတဲ့ကြွန်ထက်တဲ့အရာတစ်ခုခုနဲ့ထုတ်တက်ထားခြင်းဖြစ်မိတန်ရာမှာတချက်ထဲပဲဖြစ်တဲ့ 这几个阿代表你的嘛？加倍拍照，小姑娘，你你为啥这么阿得看眼睛拍照。 အေးဆက်နေတဲ့ခန္ဓာကိုယ်ကိုစမ်းသက်ကြည့်ရင်လေဥတင်ဝင်းကတိလိုက်တယ်။ဥတင်ဝင်းတို့ဇေယတပင်းများကမိကြီးရဲ့ပဝင်းကျင်မှာတဲလွန်စာများကိုရှာကြ၏။စိစိဆက်ဆက်ရှာကြ၏။ဥတင်ဝင်းကမိကြီးရဲ့ဒီကိုလုံးကိုအသေးစိတ်စစ်ဆေးကြည့်အောင်မိကြီးရဲ့ရှည်နေတဲ့လက်သေးများ လက်ညိုလက်ကလေးလက်သက်ကြွယ်လက်သေးများကြားထဲမှာညိုပုတ်ပုတ်အရာများကို တွေ့ရ၏။လက်နှစ်ဖက်စလုံးရှိလက်ချောင်းများရဲ့လက်သေးများကြားထဲမှာဖြစ်သည့် မိကြီးကမရင်းကောင်ရဲ့နောက်ကျောကိုလက်သေးများနဲ့ကုတ်ချည်ရင်မရင်းကောင်ရဲ့ကြောကုန်းမှာ အသားများကမိကြီးရဲ့လက်သေးချားကိုရောင်းနေပုံရတယ်လို့ဦးတင်ဝင်းကတွေးမိတယ်။ ဦးတင်ဝင်းကသူကိုင်းနေကြမှတ်စုစာအုပ်ထဲမှာစာရက်တရက်ကို ဆွဲဆုပ်ပြီးမိကြီးရဲ့လက်သေးများကြားထဲမှာညိုပုတ်ပုတ်အရာများကိုစိတ်ရှိရှိနဲ့အသင်ပါလာတဲ့ဓာငယ်လေးရဲ့ထိပ်ဖြားနေချစ်ထုတ်ပြီးဇဝဲဘော်ကို တင်လိုက်တဲ့အားလုံးချစ်ထုတ်အပြီးမှာဒူစာရွက်ကိုအသေးချာခောက်၍အင်ကြီးတဲကိုထည့်လိုက်တဲ့၎င်းညိုပုတ်ပုတ်အရာများကအသားစာများဖြစ်ဖို့များ၏တခွဲကန်းကိုပို့ပြီးစစ်စည်းရန်ဦးတင်ဝင်းကစိတ်ကူးထားသည် ထို့နောက်ဦးတင်ဝင်းကမိကြည်လဲကြနေရရှိကိုင်းပင်များကြားထဲမှလက်ညိုးတတာအွေကာကီယောင်အဝိဇ္ဇတစားကိုတွေ့ရသည့်အလျားရှင်းလက်မကန့်ရှိတဲ့ကာကီယောင်အဝိဇ္ဇကိုလည်းကောက်ယူပြီးအိတ်ထဲကိုထည့်လိုက်သည့်ဒိုကာကီယောင်အဝိဇ္ဇကမရင်းကောင်ရဲ့အင်းကြီးကိုမိကြည်ဆွဲကုန်ရင်နဲ့ ပြတ်ထွက်သွားပြီးအဝိစဖြစ်နိုင်ကြောင်းဦးတင်ဝင်းကစဉ်းစားမိသည်။နောက်ထပ်သဲလွန်စာများမတွေ့တော့၍ဦးတင်ဝင်းကကြေးရွာကောင်းစီဝင်းဥက္ကရာကိုမိကြီးရဲ့အလောင်းကိုလဲကူစည်းယုံကိုပို့ရန်အကူအညီတောင်းလာကြောင်းဦးတင်ဝင်းကလူအထမ်းနဲ့ပို့ရန်ဆောင်ရွက်ရသည်။မိကြီးရဲ့တရင်ကိုကြတော့မိကြီးရဲ့မိခင်ဖြစ်သူဒေါ်စိန်ကြီးကရောက်လာပြီးမြေကြီးပေါ်မှာလူလိန်ငိုကြွေးတော်သည်။မိကြီးမှာဖားခင်မရှိတော့မိခင်သာရှိသည်။ ်လာမီနှစ်ယောက်ထဲနေပြီးအိမ်မှာဈေးဆိုင်ကလေးဖွင့်လို့အတံမွေးမှုပြုနေကြောင်းမှဥတည်ဝင်ကသိရသည် စကမ်းမှုဥတင်ဝင်းကမိကြီးအသက်ခံရတဲ့နေရာတဝိုက်ကိုတပင်များနေသူသေးလွန်စားများရှာကြပြီးလူတက်ကောင်က မြည်သည့်အရက်ကိုဥတီထွက်ခွာသွားတာကိုခြေရခံလို့မရပဝင်းကျင်လေခွင်းမှာစဘာပင်ရိုးပြက်များသာရှိ မလန်မကန်ဂိုင်ငားရကျော်မှာတော့တင်းငယ်လေးတစ်လုံးကိုတွေ့၍ဒူတဲကိုဥတင်ဝင်းသွားပြီးတဲထဲမှာလူမရှိပါမြည်သည့်ပစ္စည်းမှလည်းမရှိပါ ၎င်းတဲမှာလေမတင်ကဝေရများကိုမတွေ့ရပြီဥတည်ဝင်းကတပေများနေတူထန်းသုံးပင်ကြေးရွာကိုသွား၍မိကြီးရဲ့မိခင်နဲ့သွားတွေ့သည်မိကြီးရဲ့မိခင်ကိုမိကြီးချောင်းကိုမေးတော့မိကြီးကဗရောက်ပင်ကြေးရွာမှာနေတယ်သူ့အတော်အိမ်မှာ ကျမညမရဲ့အိမ်မှာညာအိတ်တက်တော့အခုလေအဲ့ဒီမှာပဲအိမ်မယ်ထင်လို့ကျမလည်းစိတ်မပူပဲနေခဲ့တာအခုမနဲ့ရောက်မှမိကြီးရဲ့အဖြစ်ဆိုးကိုသိရတာပဲသူတို့ငိုပြီးပြောတယ် ထို့နောက်ဦးတင်ဝင်းကမိကြည်မှာချစ်သူရှိမရှိမေးတော့ချစ်သူရှိကြောင်းရွာမှာမောင်အေးမြင့်ဆိုသူဖြစ်ကြောင်းကိုပြောပြ၏ဒီနေ့မှာမိကြည်နဲ့မောင်အေးမြင့်တို့ကိုထိမ်းမြပြီးဖို့လူကြီးချင်းစီစဉ်ထားပြီးပြီလို့မိကြည်ရဲ့မိခင်ဒေါ်စိန်ကြည်ကပြော၏ ဒွန်းတော့ဦးတင်ဝင်းကမိကြီးရဲ့ချစ်သူ မောင်အေးမြင့်ဆိုသူကိုရဲစခန်းကို ခေါ်လာခဲ့တဲ့ရဲစခန်းကိုရောက်မှဦးတင်ဝင်းကမိကြီးရဲ့လက်သေးများကြားထဲမှာရှိတဲ့အသားစများကိုအင်းစိန် CID တခွဲကန်းကိုတပည့်တယောက်ကိုအ мян ပိုးခိုင်းလိုက်တဲ့ကာကီရောက်အဝေးစားကိုတော့တင်ထားလိုက်တဲ့ပြီးတော့မှဦးတင်ဝင်းကသူတိလိုရာများကို မောင်အေးမြင့်ကိုမိကြီးတဲ့မိကြီးရဲ့အချစ်ကိုရားဖို့ရေးမင်းနဲ့အပြိုင်မိကြီးကိုပိုးပန်းသူတွေကိုမင်းသိမှာပေါ့ ငါ့ကိုပြောစမ်းပါ။နောက်ပြီးတော့မိကြီးကိုတဖက်သက်ချစ်သူတွေလည်းရှိမှာပေါ့။မင်းသိတဲ့လောက်မင်းတို့ရွာကလူတွေရဲ့အမိနောက်ပြီးတော့ဟိုဘက်ဗရောက်ပင်ကြီးရွာကလူတွေရဲ့အမိကိုပြောပါ။ မောင်အေးမြင့်က ရွာနေရွာမှာကာလာသားလူရွေ6ယောက်ရဲ့အမိကိုပြောရာဦးထင်ဝင်းကမှတ်သားထားလိုက်တဲ့ရွာနေရွာမှာကြေးရွာကောင်းစီဥက္ကရာများရဲ့အကူအညီနဲ့ထူ6ယောက်ကိုခေါ်ကသူတို့ရဲ့ကြောကုန်းများကိုစစ်ဆေးကြည့်တော့ကြောကုန်းမှာကုတ်ချစ်ခံထားရတဲ့ဒဏ်ရာများကိုမတွေ့ရတာကြောင့် ဒူဒူ6ရောက်ထဲမှာလူသက်သမားမပါလို့ဥတည်ဝင်းကဆုံးဖြတ်လိုက်တဲ့ဥတည်ဝင်းကသူတို့ကိုရဲစခန်းမှာပဲခေါ်ထားလိုက်ပြီးချက်ချင်းပြန်မလွတ်ပြီးပြန်မလွတ်ရခြင်းမှာရဲစခန်းမှုကကြောကုန်းတွေကိုစစ်စည်းတယ်ဆိုတဲ့သတင်းပြသွားမှာကိုစူးရိမ်နာကြောင်ဖြစ်တဲ့ညနေဆောင်မှာဥတည်ဝင်းကအရဲဝင်းနဲ့တပည့်တယောက်ကိုလည်းအရဲဝဲဝေခိုင်းပြီးလူသက်မှုဖြစ်ရာပပတ်လေးတမိုင်းရှိ လေကွင်းများထဲမှာတင်းငယ်များကိုလိုက်လံစစ်စည်းပြီးဘရောက်ရွာနဲ့မလန်မဝေးမှာ လေခွင်းတနေရာမှာတင်းငယ်လေးတစ်ခုကိုတွားတွေ့ရီဒိုတင်းငယ်ထဲမှာလူတစ်ယောက်ကို တွေ့ရရီအရက်ကထောင်းထောင်းမောင်းမောင်းအသက်မှာ30ကျော်ကျော်ခန့်သူကဦးတင်ဝင်းတို့ဆရာတစ်ပည့်နှစ်ယောက်ကို တွေ့တဲ့အခါမျက်နှာကတမျိုးဖြစ်သွားရီတဲထဲမှာသူတစ်ယောက်သာရှိ ဦးတင်ဝင်းကရေတခွက်တောင်းတောင်းရင်သူ့ရဲ့မျက်နာကိုကြည့်ရမျက်နာအမူအရာကတမျိုးဖြစ်နေတာကိုသတိပြုမိတယ်။ဒေါ်သူရဲ့အလင်းမောင်ဦးတင်ဝင်းကတပည့်ဖြစ်သူကိုဒီလူကိုသတိထားလို့လက်ညှိုးထိုးပြီးအချက်ပြလိုက်တယ်။ဦးတင်ဝင်းနဲ့လိုက်ပါလာတဲ့တပည့်ရဲတက်ချက်ကြီးကအကင်ပါရီတင်းငယ်ရှိပစ္စည်းများကိုအကဲခတ်တယ်။တိုတဲတဲကလူကပင်ဒီအင်ကြီးကိုဝှက်ထားရီ တဲရဲ့အတွင်းဘက်ကြကြတိုင်းတတိုင်းမှာကာကီအောင်အင်ဂျီတထဲကိုဥတင်ဝင်တွေ့ရပြီးဒိုအင်ဂျီကိုယူပြီးတော့ခက်မြန်မြန်စီစီရာအင်ဂျီရဲ့နောက်ကျောပိုင်းမှာဒေါင်လိုက်လက်တလုံးကန်စုံနေတာကိုတွေ့ရပြီးဒီအင်ဂျီဟာမင်းရဲ့အင်ဂျီလားမင်းနာမည်ကဘာတူလဲဘေရွာကလေဥတင်ဝင်ကမေးတယ်အီမာထိုသူကကျွန်တော်ရဲ့နာမည်မောင်းကျော်ပါဗရောက်ရွာမှာနေပါတယ်လက်ကြံစဘာတွေကိုလာသိမ်းတာပါ ဦးတင်ဝင်းကသူ့ကိုအပြင်ကိုခေါ်ထုတ်ပြီးသူ့ရဲ့အင်ဂျီကိုချုပ်ခိုင်းကသူ့ရဲ့ကြောကုန်းကိုစစ်စေးရကုတ်ချေခံထားရတဲ့ဒဏ်ရာများကိုတွေ့လိုက်ကြရဦးတင်ဝင်းကမောင်ကျော်ကိုလက်ထိတ်ခတ်လိုက်ပြီးကာကီယောင်အင်ဂျီကိုယူကာ မောင်ကျော့ကိုရဲစခန်းကိုခေါ်လာခဲ့ပြီးလဲကူရဲစခန်းကိုရောက်တဲ့အခါမှာ သူခေါ်ထားတဲ့မောင်အေးမြင့်နဲ့ရွာသား6ယောက်ကို ပြန်လွှတ်လိုက်ပြီးမောင်ကျော့ကိုစစ်စီးအောင် မောင်ကျော်ကမိကြီးကိုသူမရင်ကျင်ခဲ့ကြောင်းမိကြီးကသူ့ကိုတီးတာကြောင်းနှုတ်ပိတ်တဲ့အနေနဲ့မိကြီးကိုတတ်လိုက်ကြောင်းဝန်ခံခဲ့ပြီးမိကြီးကိုတတ်ရမှာအသုံးပြုတဲ့ဓာမြောင်ကို သူ့ရဲ့တဲထဲမှာမြေကျင်းတူပြီးမြုပ်နှံထားတယ်ပြောတော့ရဲတို့ကဖော်ထုတ်ယူခဲ့ပြီး သူ့ရဲ့ကာကီရောင်အင်ကြီးနောက်ကျောဆုံနေတဲ့နေရာမှာမိကြီးအလောင်းနီမှာယာရီကာကီရောင်အဝိစာကိုကတ်ကြည့်ရာအန်ကိုက်ဖြစ်နေတာကို တွေ့ရသည်။မောင်ကျော်ကဗရောက်ရွာသားတစ်ခုလက်တရားဖြစ်သည်။ကျွန်တော်မိကြီးကိုတစ်ဖက်သက်ချစ်ခဲ့တယ်။မိကြီးဗရောက်ရွာကအပြန်လူရှင်းတဲ့နေရာရောက်မှချစ်စကားလိုက်ပြောပါတယ်။မိကြီးကကျွန်တော်ချစ်ကိုလက်မခံဘူး။ဒါနဲ့မနေ့ကညနေစောင်းမှာအရက်တော့ရဲစေးတင်ပြီးတော့မိကြီးဗရောက်ရွာကအပြန်မှာအခုလိုလှုပ်လိုက်တာပါ။ တို့တို့မောင်ကျော်ကဝန်ခံနေ။အေးလေမင်းကအပြစ်လုပ်ခဲ့တော့ပြစ်ဒဏ်ခံရမှာပေါ့။ဦးတင်ဝင်းကပြောလိုက်တယ်။နောက်အခါမှာမောင်ကျော်ကတသက်တကျွန်းပြစ်ဒဏ်ကြားခံသွားရသည်။စာရေးသူဇေယကြီးကိုလေဂျေစုတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။ ခုဆက်လန်လေးကိုတင်ဆက်ပေးရတဲ့အကြောင်းရင်းမှာဒီဘက်ခေတ်ထဲမှာအမျိုးသမီးများတယောက်တည်းသွားလာခြင်းကိုတရီထားနိုင်ရန်အတွက်တင်ဆက်ပေးခြင်းဖြစ်ပါရီအစုံထိနားဆင်အားပေးကြတဲ့တဦးတယောက်ချင်းစီကိုလေကျေးဇူးတင်ပါရီခုလိုစိတ်ဝင်စားဖွယ်ဇလန်းများကို တင်ဆက်ပေးတဲ့ကျမရဲ့လာပြည့်ညချန်နယ်ကိုလေ subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်